မင်္ဂလာပါ မင်္ဂလာပါဘိုးဘိုးဖြစ်ပါတယ်ဘိုးဘိုးထိုင်းဘာသာစကားနေကျူဆူပါတယ်ဒီနေ့မှလည်းခါနိုင်လို့ပဲပေါ့နော် ပုံမှန်ထိုင်းစကားလေးတွေကိုကျွန်တော်လာရောက်ပြီးတော့ share ပေးတာဖြစ်ပါတယ် okay အဲ့ဒါဘာတွေပါမယ်ဆိုတော့ပုံမှန်ပြထားတဲ့အရာတွေပေါ့နော်အာရပါတယ်ကိစ္စမရှိဘူးပေါ့နော်အာအဲ့ဒါတွေဘယ်လိုပြောလဲအတန်ထွက်လေးတွေကဘယ်လိုနေလဲဆိုတော့ကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ် okay စမယ်ပေါ့နော်ကျွန်တော်ဝိုင်းလေးတွေနဲ့ပြမယ်ငွေကြီးတို့ဥစားဖြစ်အောင်ပေါ့နော်အာအဆင်ပြေအောင်ကြည်ရတာအဆင်ပြေအောင် OK မဝိုင်းဝိုင်းပေးလိုက်ပါတယ်အဲ့ဒါကြတော့ရပါတယ်ကိစ္စမရှိဘူးဖြစ်ပါတယ်เนาะမြန်မာအဓိပ္ပာယ်နဲ့ကတော့အဲ့ဒါကိုထိုင်းလုံနဲ့ဘလို့ပြောလဲဆိုတာခုပြောပြမယ်အာထိုင်းလုံနဲ့ကကြတော့မေပင်ရိုင်းဘီနာလီမှာကျွန်တော်ပြထားတာရှိပါတယ်မေပင်ရိုင်းဆိုပြီးတော့ပေါ့เนาะဒီမှာအာမေပင်ရိုင်းဆိုတာကကြတော့ဒီဥစားဖြစ်ပါတယ်နော်ဒီဥစ္စာအမေပင်ရိုင်းဆိုတာ ကိစ္စမရှိဘူးရပါတယ်ဆိုတဲ့အတိပဲဖြစ်ပါတယ်။ Okay တဘောပုံမယ်လို့ထင်ပါတယ်။အာနောက်တစ်ခုသွားမယ်။နောက်တစ်ခုကပါလဲဆိုတော့음နောက်ခုကကြတော့ပါလဲဆိုတော့အမ်ပေါ်နော်နောက်တစ်ခုကဒါကဘလောက်လဲဒါကဘလောက်လဲဆိုပြီးတော့မေးချင်တယ်ကွာတရားကိုကွာဒါဘလောက်လဲဆိုပြီးတော့မေးချင်တယ်အဲ့ဒါကြတော့ဘယ်လိုမေးမလဲနော်ဒီမှာပါအာ อันนี้ราคาเท่าไหร่อันนี้ราคาเท่าไหร่ဆိုလို့ရှင်ဒီဟာဘယ်လောက်လဲမြန်မာလိုနဲ့ပြောမယ်ဆိုဒီဟာဘယ်လောက်လဲပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရှိပါတယ်အနီးราคาเท่าไหร่ဆိုတာကကြတော့ဒီဥစ္စာဒီအရာဒီဟာဒီဥစ္စာဒီအရာဒီဟာဖြစ်ပါတယ်အဲ့ဒါကိုราคาဆိုတာဈေးနှုန်းเท่าไหร่ဆိုတာဘယ်လောက်လဲပေါ့နော်မြန်မာလိုနဲ့ပြန်လဲမယ်အဓိအဓိပ္ပာယ်ပြည်ဆောင်ပြန်လဲမယ်ဆိုလို့ရှင်ဒီဥစ္စာဈေးနှုန်းကဘယ်လောက်လဲပေါ့နော်ဒါဘယ်လောက်လဲဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် เนาะဒါဘယ်လောက်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တကယ်โอเคသဘောပေါက်မလို့ထင်ပါတယ်เนาะโอเคသဘောပေါက်တယ်ဆိုနောက်တစ်ခုသွားမယ်ဟာနောက်တစ်ခုကကြတော့ဘာလဲဆိုတော့เนาะနည်းနည်းစီးကြီးတယ်နည်းနည်းစီးကြီးတယ်လျှော်လို့ရလားပေါ့เนาะအာအဲ့လိုမျိုးပြောမယ်ကွာအဲ့လိုမျိုးပြောမယ်ဆိုတာကိုဟိုကဘယ်လိုပြောမလဲခါးရေးပြထားပါတယ်ထိုင်းလို့နေနဲ့เนาะ ဲ့လိုနည်းနဲ့တခါလေးကြည့်ပြထားပါတယ်အဲ့ဒါကိုကိုကဘလို့ပြောမဲဆိုတာကိုကိုကဥစားဖြစ်လိုက်အောင်ပါမယ်နော်ကိုဒီမှာပုံမှန်ကြည့်ပြီးတော့လေ့ကျင့်လိုက်အောင်ပဲဟုတ်နော်နည်းနည်းစီးကြည့်တယ်ဆိုလို့ရှိရင်ဖန်ပိုင်းနော်ဒါနည်းနည်းစီးကြည့်တယ်ဖန်ပိုင်းနော်နော်နည်းနည်းကြီးကြီးတယ်ဖန်ပိုင်းနိုင်โอเคဖန်ပိုင်းနိုင်ကြီးကြီးတယ်အာဈေးရှုပ်လို့ရလားပြောချင်တာ ရီရှော်လို့ရလားဆိုတာကြတော့ load time my load time my ဆိုလို့ရှိရင်ရီရှော်လို့ရလား load ဆိုတာကြတော့အာရီရှော်တာကိုဖြစ်ပါတယ် time my ဆိုတာကြတော့ရလားနော် pain pain noise ဆိုတာနေစည်းကြီးသွားတယ် load ဆိုတာ short short တာကိုပြောတာ time my ဆိုတာရလား short လို့ရလားပေါ့နော်နည်းနည်းစည်းကြီးသွားတယ် short လို့ရလားဆိုပြီးတော့အာအတိတ်ပဲဖြစ်ပါတယ် okay ငယ်ငယ်တို့အဆင်ပြေမယ်လို့ထင်ပါတယ်နော် okay ဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ခုသွားမယ်နောက်တစ်ခုသွားမယ်โอเคနောက်တစ်ခုသွားမယ်နော်ခဏလေးပါအာနောက်တစ်ခုမှာဘာလဲနောက်တစ်ခုမှာတော့အာစံကြည့်လို့ရလားပေါ့နော်မြန်မာလိုနဲ့ဆိုရင်စံကြည့်လို့ရလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုပြောမလဲနော်စံကြည့်လို့ရလားโอเคစံကြည့်လို့ရလားဆိုလို့ရှိရင် long long ဆိုတာစမ်းတာကိုပြောတာနော် ုခုစမ်းတာကွာဥပမာ나ယူတို့ဘာလို့လဲပေါ့နော်ဝစ်စမ်းတာတို့ဘာလို့ပြောနော် long time mind long time mind ဆိုတာစမ်းကြည့်လို့ရလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် long time mind ဆိုတာစမ်းကြည့်လို့ရလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay အဲ့ဆိုကျွန်တော်တို့နောက်တစ်ခုသွားမယ်အာနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ရုပ်စာယူမယ်ကွာပြောချင်တာရုပ်စာယူမယ်ဒါကိုယူမယ်ပေါ့နော်ဒါကိုယူမယ်ဒီရုပ်စာကိုယူမယ်ဆိုပြီးပြောချင်တယ်အဲ့အဲ့ဒါကြောင့်ဘယ်လိုပြောမလဲကြည့်ပြထားတယ်နော်အောက်လီမှာကျွန်တော်ဝိုင်းပြမယ် အာဝိုင်းပြောင်းမယ်နော်ဝိုင်းပြမယ်ကျွန်တော်ခဏလေးမိနစ်အာဒီဥစ္စာပါနော်ဒီဥစ္စာအောင်အောင်အနီအောင်ဆိုတာယူတာ အနီဆိုတာဒီဥစ္စာအောင်အနီဆိုလို့ရှိရင်ဒီဥစ္စာကိုယူမယ်ဆိုတဲ့သဘောဖြစ်ပါတယ်နော် our knee ဆိုလို့ရှိရင်ဒီဥစ္စာကိုယူမယ်ဆိုတဲ့သဘောဖြစ်ပါတယ်โอเคဟာပြီးလို့ရှိရင်ဗာလဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့အော်ပိတ်ဆံပမာရှင်းရမလဲပိတ်ဆံပမာရှင်းရမလဲဆိုလို့ရှိရင်เนาะသူကဘယ်လိုပြောလဲဟောပိတ်ဆံပမာရှင်းရမလဲဆိုပြီးတော့ပြောချင်တယ်ကွာနော်ပိတ်ဆံပမာရှင်းရမလဲဆိုလို့ရှိရင်จ่ายเงินจ่ายเงินဆိုတာပတ်စံရှင်းတာကိုပြောတာဖြစ်ပါတယ်จ่ายเงินဆိုတာပတ်စံရှင်းတာ ตรงไหนสุราเป็นยาแรกบอกเนาะใจเงินใจเงินตรงไหน ตรงไหนสุราตรงไหนสุราเป็นยาแรกบอกเนาะใจเงินสุราภาษาจีนนะใจเงินตรงไหนสุรุชินภาษาเป็นยามาเชียมเลยสุราดีแบบผิดไปเนาะโอเคใจเงินตรงไหนสุรุชิมภาษาเป็นยามาเชียมเลย โอเคเราถ้าจะคุยจาร้อบอเนาะอีกลีปีว่าสุรุกวเปียวชินนะกว่าอีกลีปีว่าสุรุกวเปียวชินเน Đói nó ở đâu blue pio mà anh lấy pi bao nhiêu khó rồi tao nà nó khó rồi tao nà khó rồi tao nà tao nào bảo tao nào lại anh cũng tao nè số rồi anh cũng trả rồi thành luôn này thủng thủng rồi anh cũng biết là chụp bài nó soi quá khó thủng nồi khó thủng nồi số anh lấy nè pi bao nó, à anh lấy chụp bài đấy anh lấy nè pi bao rồi chụp bài đấy đi về trả rồi à တက်ထားတာရှိပါတယ်เนาะအဲ့ကလေးနည်းနည်းပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြပါစင်ပြမလို့ထင်ပါတယ်เนาะโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဟောမှာเนาะအဲ့ဒါကျွန်တော်ချမ်းကလန်းမောင်ဟာကျွန်တော်ကျမတခုခုရှာအချမ်းချမ်းဆိုတာချမ်းဆိုတဲ့အဓိပ္ပာယ်ကကြတော့ကျွန်တော်ယောက်ျားလေးသုံးမယ်ဆိုရင်ဒါကတော့ကျွန်တော်ပေါ့เนาะအာမင်းကလေးတွေသုံးမယ်ဆိုလို့ရှိရင်ကျမဖြစ်သွားမယ်ခွာအချမ်းဆိုတဲ့အရာကြီးကเนาะ ကျန်းဆိုတဲ့အရာကြီးကကျွန်တော်သူမဟုတ်သူမဖြစ်သူမဖြစ်သွားမယ်ကွာအာအဲ့လိုမျိုးပေါ့နော်ယောက်ျားလေးတုံးလို့ရှိရင်ကျွန်တော်ဖြစ်သွားမယ်မိန်းကလေးတုံးလို့ရှိရင်ကျမဖြစ်သွားမယ်နော်ချမ်းဆိုတဲ့အရာကโอเคအဲ့ဒါအာကမ်လန်မောင်ကလန်မောင်ဟာအခုငါလိုက်ရှာနေတယ်ပေါ့နော်အကုန်လုံးပွားလိုက်တော့ငါလိုက်ရှာနေတယ်ကျွန်တော်ကျမအခုလိုက်ရှာနေတယ်ပေါ့နော်လိုက်ရှာနေတဲ့ယောက်ကောနော်ချမ်းချမ်း กําลังมองหาตรงอ่ะไล่ชาနေတယ်ไล่ပြီးชาနေတယ်ဆိုတော့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะအာဘောနဘာชาနေလဲဆိုတော့ကိုကိုတုံးယူဘောနဥပမာฉันกําลังมองหาပက္စီဆိုလို့ရှိရင်ฉันกําลังมองအခုငါပက္စီชาနေတယ်ဆိုတဲ့သဘောဘောနฉันกําลังมองกําลังมองหาအာหมูဆိုလို့ရှိရင်အာငါအခုလိုက်ชาဝတ်တာလိုက်ชาနေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်เนาะအဲ့ဒါလေးတွေကိုနားလည်မှုလိုပါတယ် ျွန်တော်ကျမဆိုတာကိုကိုယောက်ျားလေးတုံးရင်တော့ကျွန်တော်ဖြစ်သွားမယ်မိန်းကလေးတုံးရင်တော့ကျမဖြစ်သွားမှာပေါ့နော်โอเคအာနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြာတော့နောက်ဆုံးပေါ့နော်ဒါလေးပြင်မရှိတော့ပါဘူးအာဘာလဲဆိုတော့မှာပေါ့နော်ကျိုးစာမိခဏໃຫຍ່กว่าမိုင်းအတိတ်ပဲကြာတော့ဒီထက်ကြီးတဲ့ size ရှိလာပေါ့နော် မီခနာခနာဆိုတော့ site ကိုပြောတာဖြစ်ပါတယ်အရိုက်กว่าဆိုတော့ကြီးတာကိုပြောတာเนาะဒီထက်ကြီးတဲ့အရာကိုပြောတာမီခနာရိုက်กว่าမိုင်းဆိုတာဒီထက်ကြီးတဲ့အရာရှိတာပေါ့เนาะသူရဲ့အဓိပ္ပာယ်ကအဲ့လိုဖြစ်ပါတယ်မီခနာရိုက်กว่าမိုင်းဆိုလို့ရှိရင်ဒီထက်ကြီးတဲ့အရာရှိလာပေါ့เนาะဆိုလိုတဲ့အဓိပ္ပာယ်ကကျတော့အဲ့လိုဖြစ်ပါတယ်ဟောအစီအမီမလို့ထင်ပါတယ်เนาะအာโอเคကျွန်တော်တခုမရအောင်မယ်เนาะမှတ်ချက်ပေးပြီးတော့เนาะမြန်မာတန်ထွန်းလက်ကရေးထားရေးပေးထားတာကအတိအကျမဖြစ်နိုင်ဘူးเนาะတကယ်ဖြစ်တကယ် တကယ်လည်းရေးပေးတာထိုင်းရင်တန်ထွက်ကိုကျွန်တော်တို့မြန်မာစံနဲ့တိကျရေးလို့မရအောင်เนาะ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့60ရာခိုင်နှုန်းလောက်တော့ရေးလို့ရတယ်။အာ80ရာခိုင်နှုန်းလောက်ရေးလို့မရအောင်။ဘာဖြစ်လို့လဲဆိုတော့သူ့တန်ထွက်ကအနေမြင့်တွေရှိတယ်။စကားနည်းလေးစကားပြောလေးနည်းနည်းလေးကွာသွားတာနဲ့ဘလို့ဖြစ်သွားလဲဆိုတော့အတိပဲပြောင်းသွားတယ်ကွာ။အဲ့လိုဖြစ်ဖြစ်ပါရင်เนาะ။အဲ့ဒီတော့ကိုကျွန်တော်ဒီမှာတခါလဲရေးပေးထားတယ်เนาะ။မြန်မာတန်ထွက်နဲ့ကရေးအစဉ်ပြေဘောเนาะတကယ်တဲ့ထိုင်းတန်ထွက်က ြန်မာတန်ထွန်းလက်ဆူပေါ့နော်ကွဲပြားတယ်ကွာဘာဖြစ်လို့လဲဆိုတော့သူတန်ကိုပို့ပြီးတော့တိကျသွားနားထောင်ချင်တယ်ဆိုလို့ရှိရင် YouTube ထဲမှာတော့မဟုတ်ကျွန်တော်ဘူဘူထိုင်းလဲထိုင်း language channel မှာပဲဖြစ်ဖြစ်ပေါ့နော်ထိုင်းရုပ်ရှင်ကားတွေထဲမှာပဲဖြစ်ဖြစ်ပြီးတော့ကြံတဲ့ဆရာဆရာမတွေရှိမှာဝင်ရောက်လေ့လာလို့ရပါတယ်အာသွားပြီးတော့ပေါ့နော်အာဘယ်လိုပြောမလဲလူစီအောင်ဝင်ရောက်လေ့လာနားထောင်ပြီးတော့လိုက်ပြောပေးလိုက်ပြောပေးလို့ရှိရင်အဆင်ပြေတယ်နော်အာโอเคမယ်လို့ထင်ပါတယ်နော်အားလုံး thank you ပါကြွချင်ပါတယ်ဆင်ပြေကြပါစေ